ဖုန်ကြီးတစ်ပါးကထီတော်ကြီးခေါင်းပေါ်တင်ပြီးကနေတာဦးစင်းတို့ဖုန်ကြီးတချို့လဲလေလာဘတက္ကရာပေါ်ဂျန်တာနဲ့ပဲအယူအလုပ်တွေလိုက်လုပ်နေကြတယ်နော်ဘာကြောင့်အဲ့ဒီလိုလုပ်တာကိုအယူအလုပ်လို့ပြောရတာလဲဆိုရင်တိကနိပတ်အပ္ပန္ဒရာဝတ်လာဘဂရဟဇတ်မှာရဟန်းလေးတစ်ပါးဟာလက်လာဘပေါ်ဂျန်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံကပ်ပြီးလက်လာဘပေါ်ကြောင်တရားဟောကြားပါလို့လျှောက်ထားပါတယ် အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကငါအရှင်လက်လာဘဘောကျင်တယ်ဆိုရင်တော့ခိရိအော်တပတ်တရားကိုစွန့်ပယ်ပြီးမယူတော်လဲယူတယ်လို့နေပါကုန်းတိုက်သောစကားကိုပြောပါကြားချေတယ်လို့နေပါဖယူဖယဲသောစကားကို ပြောပါအဲ့ဒါဆိုရင်လက်လာဘပေါ်လိမ့်မယ်သို့တော့ငါအရှင်ကိုတော့ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီယဟန်လေးတန်ဝေကဖြစ်အောင်ဟောကြားလိုက်တာပါ ဒီအခါမှာယဟန်လေးကလက်လာဘမပေါ်ရင်နေပါသေးတော့ဖေယပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မိအလုပ်ကိုတော့မလုပ်ပါရစေနဲ့ဆိုပြီးထပြန်သွားပါတယ်အဲ့ဒီအချက်ထဲမှာမယူတော်လဲယူသလိုနေဆိုတဲ့အချက်ပါပါတယ်ဘုန်းကြီးအလုပ်မဟုတ်ဘဲနဲ့ဘုန်းကြီးနဲ့မအပ်ဆက်တာတွေကိုတမနာတာရုပ်ပပြက်လောက်တဲ့အထိလိုက်လုံနေတာဟာအယူအလုပ်တွေပဲဖြစ်ပါတယ်နော်အဲ့ဒီလိုအယူအလုပ်တွေလုပ်တာဟာပညာရှိသူတော်ကောင်းတွေလဲကဲ့ရဲ့တယ်လို့သာသနာလဲညှိုးနှံဖိကိုက်စေပါတယ် ။ဒါကြောင့်ဒီလိုအလုပ်တွေကိုမလုပ်ပါနဲ့လို့ဖုန်ကြီးတချို့ကိုလည်းပြောပါရစီနော်။ဒီမန့်ကဖရာဟောသုဝနတာမဇတ်တော်ကိုလောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်ကြောင့်ဥစဉ်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပို့ထဲမှာလာမန့်ထားတာပါနော်။သူကဗာမန့်ထားတာလဲဆိုရင်တချို့ဇတ်တော်တွေကလောကနဲ့လွဲနေတယ်တဲ့။ဇတ်တော်ကလောကနဲ့လွဲတာမဟုတ်ဘူး။ဇတ်တော်လေ့လာတဲ့လူက ဉာဏ်ရည်နှိမ်လွန်းတဲ့အတွက်ကြောင့်ဇတ်တော်ရဲ့ဆိုလိုခြင်းအတိတ်ပဲကိုမသိတာနော်ဖះရှင်ကိုတော့အကျွင်းမဲ့ယုံတယ်တဲ့ဖះကိုအကျွင်းမဲ့ယုံတယ်လို့ပြောတဲ့လူတစ်ယောက်ကဖះဟောဇတ်တော်ကိုတန်တရားဖြစ်တဲ့စကားမျိုးပြောတာဟာရှေ့စကားနောက်စကားမညီဘူးဖြစ်နေတယ်ကိုပြောတဲ့စကားကိုတောင်မှရှေ့စကားနောက်စကားမညီမှမသိတဲ့လူတစ်ယောက်ကဖះဟောဇတ်တော်ရဲ့ဆိုလိုခြင်းအတိတ်ပဲကိုဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ ။ဒါကြောင့်ဉာဏ်ရည်နှိမ့်လွန်းတယ်လို့ဦးစင်းကပြောတာနော်။ဒါပေမဲ့ဖရာပရိနိဗ္ဗာန်စံတာကြာပြီဆိုတော့လက်ဆင့်တန်းလာတဲ့နောက်လူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တွေအယုံအကြည်လွန်ခဲ့ပြီးရွေးကြတာလို့ပဲယူဆပါတယ်။ဖရာဟောမှန်ရင်ဘယ်ခေတ်ဘယ်ကာရောက်ရောက်လောကနဲ့မလွဲဘူးမှန်တယ်တဲ့။သင်ဟာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တယ်ဆိုရင်သင်္ကာယနာတင်တာကို ကြားဘူးပါသလား။သင်္ကာယနာတင်တာကိုမကြားဘူးဘူးဆိုရင်တော့ သင်ဟာဗုဒ္ဓဘာသာဝင်စစ်စစ်မဟုတ်ဘူးနော်သင်္ကာယနာတင်တယ်ဆိုတာဖယားဟောတရားတော်တွေကိုငူရင်အတိုင်းထားပြီးမဖြစ်မဆွတ်မနှုတ်မပယ်မပြုတ်မပြင်ပဲနဲ့စီစီပြီးအတီးပြုတာကိုပြောတာနော်အဲ့ဒီလိုအတီးပြုလာတာဟာဖယားပြိဋိဘံဆန်တဲ့အချိန်ကနေစပြီးယနေ့တိုင်ဆိုရင်6ချိန်တိုင်တိုင်ရှိပြီအဲ့ဒီလိုသင်္ကာယနာ6ချိန်တိုင်တိုင်တင်ပြီးစီစစ်လာတဲ့အတွက်ကြောင့်ဖယားဟောတရားတော်တွေဟာ ဘယ်အချိန်ခါမှမမှားနိုင်ဘူးအမြဲတမ်းမှန်နေမှာပဲဖြစ်တယ်နော်ဝိတန္တရာမင်းကြီးသာသမိတွေရှူတာလဲမလုပ်သင့်ဘူးလောကနဲ့လွဲနေတယ်စာရီထဲမှာပါတိုင်းယုံလို့မရဘူးစာပေမှတ်တမ်းမတင်ခင်ကလွဲခဲ့တာမဖြစ်နိုင်ဘူးလားတဲ့ဖះအလောင်းတွေဖြစ်ချင်းရတဲ့စွန်ကြီးချင်း၅ပါးဆိုတာကိုကြားဘူးပါလားအဲ့ဒီစွန်ကြီးချင်း၅ပါးထဲမှာပုဒ္ဒပရိစ္ဆာကဆိုတာပါတယ်ပုဒ္ဒပရိစ္ဆာကဆိုတာ ပါရမီကိုဆွန့်လွတ်လှူဒန်းခြင်းလို့အထိပ္ပာယ်ရတယ်။ဖျားဖြစ်ဖို့အတွက်ပါရမီဖြည့်ကျင့်နေတဲ့ဖျားအလောင်းတွေဟာအဲ့ဒီဆွန့်ကြည့်ခြင်း၅ပါးစလုံးကိုဖြည့်ကျင့်ရတယ်။တဘာပြတ်တာနဲ့ဖျားမဖြစ်တော့ဘူးနော်။ဒါကြောင့်ပါရမီကိုဆွန့်လွတ်လှူဒန်းရတာဖြစ်တယ်။ဒါတွေကိုသိအောင်လေ့လာပါလို့ဦးဇင်ပြောချင်ပါတယ်နော်။ဒါပါပဲ။ကိုဝင့်နီးကိုပဲနိုင်အောင်ထိမ့်ပြီးဒီလိုနေရာတွေမပါတင်ဘူးပြောတာပါ။မှားတယ်လို့ပြောတာမဟုတ်ပါဘူး။မြေလို့ဖြည့်ရင်တော့တမျိုးပေါ့တဲ့။ ဖះဟောတရားတော်တွေကိုစောကပုတ်ခတ်ပြောနေတာမြင်လို့ဖះသားတော်တပါးအနေနဲ့ဦးစင်းကတုတ်ပြန်ပြောဆိုတာလေဒီလိုနေရာမျိုးကိုမပါသင်ဘူးဆိုတော့လင်ခံမရခံကိစ္စကိုပါရမှာလားဟင်မြတ်စွာဘုရားကဒီကနေ့ကဗြမစာလတုံးမှာခြေသားတို့ဖះကိုဖြစ်စီတရားကိုဖြစ်စီတန်ခါကိုဖြစ်စီမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင် ဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမှန်မှန်ဤအပြစ်သည်ငါတို့၌မရှိဟုပြန်လည်ခြေပပြောဆိုရမယ်လို့ဟောကြားဆုံးမခဲ့တယ်။အဲ့ဒီလိုဟောကြားဆုံးမခဲ့တဲ့အတွက်ကြောင့်ဦးစင်းကဖရာသားတော်တပါးအနေနဲ့ဖရာတရားတော်တွေကိုစော်ကားနေတာမြင်လို့တုတ်ပြန်ပြောဆိုတာလေ။အဲ့ဒါကဦးစင်းတယောက်တည်းမှတာဝန်ရှိတာမဟုတ်ဘူး။ဗုဒ္ဓတရားတော်တွေကိုစော်ကားလာပြီဆိုရင် ပြန်လည်ခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိတယ်နော်။ တက္ကတော်လဲဗုဒ္ဓဘာသာဆိုရင်တက္ကတော်မှာလဲတာဝန်ရှိတယ်ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင်တော့တမျိုးပေါ့နော်ဖះဘာဟောထားလဲဆိုတာကိုမသိပဲနဲ့ပௌကရတွေဝင်မပြောပါနဲ့နော်ကိုပညာမရှိတာကိုလူသိအောင်ခြားပြတယ်လို့ဖြစ်နေတယ်စေရနာနဲ့တတိပေးတာပါနော်အရှင်ဖះဖះဟာမာနဖြစ်ခဲ့ဘူးပါတလားဖះမသိလို့ပါတဲ့ဗုဒ္ဓဝန္တအခကထာနဲ့တုတ်တနိဗ္ဗာန်အခကထာတို့မှာ ဖရာအလောင်းတို့မဖြစ်တဲ့ဆက်ရှိဌာနဆိုတာရှိပါတယ်အဲ့ဒီဆက်ရှိဌာနကဘာတွေလဲဆိုတာကိုဦးစင်ဖတ်ပြမယ်နော်အပရိသန္တိအားဖြင့်တန်းသူငါးပင်းသူမဖြစ်ချင်းနှဲ့အယူမဖြစ်ချင်း၃ကတွင်းမှသွားရည်ယူသူစွန့်အသူမဖြစ်ချင်း၄လူရိုင်းတို့၌မဖြစ်ချင်း၅ကျော်မဝမ်း၌ပရိသန္တိမနေချင်း၆ နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမဖြစ်ခြင်း9ခုနှစ်လိန်ပြောင်းလဲမှုမဖြစ်ခြင်း10 8ပင်စာနန္ဒရိယကံကိုကျူးလွန်သူမဖြစ်ခြင်း9ငူနာယောဂဆွဲကပ်သူမဖြစ်ခြင်း10တရိစ္ဆာန်မျိုး၌ဖြစ်သောငုံအောင်ငယ်သောတတဝါစင်ထက်ကြီးသောတတဝါမဖြစ်ခြင်း၁၁ခုတ်ပိပါတိကနေဇာမတဏိကပြိတ္တာဘုံဘဝတို့၌မဖြစ်ခြင်း၁၂ ာလကိန်စီကအတူရာတို့၌မဖြစ်ခြင်း၃အဝေစီငရဲ၌မဖြစ်ခြင်း၄လောကန္တရိတ်ငရဲ၌မဖြစ်ခြင်း၅ကာမဝဆရနတ်ပြည်တို့၌မာနမဖြစ်ခြင်း၆၆ရူပဗျမပြည်တို့တွင်အတညတ်ဘုံနှင့်သုဒ္ဓဝါဒဘုံတို့၌မဖြစ်ခြင်း၇၇အရူပဘုံတို့၌မဖြစ်ခြင်း၇၈အခြားသောစကြဝဠာတို့၌ပြောင်း၍မဖြစ်ခြင်းတို့ပဲဖြစ်ပါれ။ ဒါဟာဖရာအလောင်းတို့မဖြစ်တဲ့ဆက်ရှိဌာနပဲဖြစ်ပါတယ်အဆိုပါဆက်ရှိဌာနထဲမှာ ကာမဝဆရဘုံတို့၌မာနမဖြစ်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ဖရာဟာမာနမဖြစ်ခဲ့ပါဘူးเนาะအရှင်ဖရာတပည့်တော်ကိုလည်းအာပီပြန်ပေးပါဦးဖရာမနက်အိယာထမျက်နာမသိပဲဖရာမီတောက်တော်ကြီးကတ်လူရင်ငရေကြီးပါသလားဖရာတဲ့ငရေမကြီးပါဘူးကုသိုလ်ပဲရပါတယ်เนาะ သို့တော်လည်းပဲမြတ်စွာဘုရားလက်ထက်ကအနာထပိန်တထေကြီးဟာမနှက်မိုးလင်းပြီဆိုရင်မျက်နာတက်သွားတိုက်ကိုလက်တန့်ဆိုင်ပြီးမှဘုရားကုံတော်တွေကိုတီကျွရွတ်ဆိုပြီးဘုရားရှိခိုးတယ်လို့သိရပါတယ်အနာထပိန်တထေကြီးဆိုတာဟာသောတာပန်အရိယာကြီးပါရှေ့ရှိသောအရိယာကြီးများတီးပင်လျင်မနှက်မိုးလင်းတဲ့အခါမှာမျက်နာတက်သွားတိုက်ကိုလက်တန့်ဆိုင်ပြီးမှဘုရားရှိခိုးသေးရင် မိမိဒီလဲပဲမနက်မိုးလင်းတဲ့အခါမှာမျက်နာတက်သွားတိုက်ကိုလက်တန့်စင်ပြီးမှဖျားစင်ပြီးကတ်ချင်းဖျားတောက်တော်ရေးကတ်ချင်းဖျားရှိခိုးချင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ပါအဲ့ဒီလိုလုပ်ချင်းဟာကုသိုလ်လဲရတယ်လို့အရိယာတို့ဤလမ်းစဉ်ကိုလဲလိုက်ရရောက်ပါတယ်ဒါကြောင့်မနက်မိုးလင်းတဲ့အခါမှာမျက်နာတက်သွားတိုက်ကိုလက်တန့်စင်ပြီးမှဖျားစင်ပြီးကတ်ချင်းဖျားတောက်တော်ရေးကတ်ချင်းဖျားရှိခိုးချင်းစတဲ့ ကုသိုလ်ကောင်းမှုတွေကိုလုပ်ပါလို့ပြောကြင်ပါတယ်နော်ဖုံဖုံဖယားဗုဒ္ဓကနေခရိယံကူပြောင်းပြီးဗုဒ္ဓပြန်ဝင်ရင်ရမလားဖယားဘာဖြစ်တယ်လဲဖုံဖုံဖယားတဲ့ဘာမှမဖြစ်ပါဘူးရပါတယ်နော်သို့တော်လည်းပဲဒီနေရာမှာပြောစရာတခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တန်ယုတ်တနိကေခန္ဓာဝကတန်ယုတ်ပါဠိတော်ဝကလိတုံမှာမြတ်စွာဘုရားကတရားကိုမြင်မှငါဖရားကိုမြင်မယ်လို့ အရှင်ဝဂလိမထေရကိုဟောကြားခဲ့ပါတယ်အဲ့ဒီလိုဟောကြားခဲ့တဲ့အတွက်ကြောင့်တရားမြင်အောင်အရင်လုပ်ပါတရားမမြင်သေးတဲ့၍ဖျားအစိတ်ကိုမမြင်သေးတာကြောင့်ဖူဘာသာဖျားကပဲကောင်းနုံနုဒီဘာသာဖျားကပဲကောင်းနုံနုနဲ့ဘာသာကူးပြောင်းနေအောင်မှာပဲဖြစ်ပါတယ်တရားကိုမြင်လို့ဖျားအစိတ်ကိုမြင်ပြီဆိုရင်ဘာသာကူးပြောင်းတော့မှာမဟုတ်ပါဘူးเนาะဒါကြောင့်တရားကိုမြင်အောင်လဲလုပ်ပါလို့ပြောချင်ပါတယ် အရှင်ဖယားတတိတော်မသိလို့မိဘရစီဖယားသုံးကဝေတွေကဖုန်ကြီးတွေကိုပြူစားလို့ရပါသလားဖယားတဲ့ရတဲ့အခါတွေရှိတယ်နော်မဟာဝါပါဠိတော်မှာယဟန်တပါးဟာဂရဒိဏကဘာဒအမိရှိတဲ့သုံးမကချစ်လို့ပေးတဲ့ဈေးကိုစားမိတာကြောင့်သုံးပြူစားခြင်းခံရပါတယ်အဲ့ဒါကိုဖယားရှင်သိတော်မူတဲ့အခါမှာတိတာလောလီလို့ခေါ်တဲ့ ထဲသွားမှကတ်နေတဲ့ရှင်ခဲကိုရေဖြော်တိုက်လိုက်တဲ့အတွက်ကြောင့်ဆုံးပြူစားခြင်းယောဂါမှလွမြောက်ခဲ့ရပါတယ်။ဒါကြောင့်တခါတရံမှလည်းပဲယဟန်တွေဟာဆုံးပြူစားခြင်းခံရတတ်ပါတယ်နော်။တတိတော်ကတော့တိလစင်ကြယ်နေရင်မဖြစ်နိုင်ဘူးလို့ထင်ပါတယ်ဖရာတဲ့။ဒီမှန်လေးကဖုန်ကြီးတွေကိုဆုံးပြူစားလို့ရပါသလားဆိုတဲ့မေးခွန်းကိုဖြေထားတဲ့ပို့ထဲမှာလာမှန်ထားတာပါ။ ။ဥစဉ်ပြောတာကိုတည်တည်ချာချာလေးနားထောင်သိကျင်းပါတယ်။ဥစဉ်ပြောတဲ့အထဲမှာချစ်လို့ပြူသားတယ်ဆိုတာပါပါတယ်။ဆုံးပြူသားတယ်ဆိုတာငုံလို့ပြူသားတာလည်းရှိတယ်လို့ချစ်လို့ပြူသားတာလည်းရှိပါတယ်။ချစ်လို့ပြူသားပြီဆိုရင်တိလာရှိတဲ့ယဟန်တော်မှတခါတရံခံရပါတယ်။ဘဝတစ်ခုခုကပြုခဲ့တဲ့အကုသိုလ်ကံကအကျိုးပေးလို့ကုသိုလ်ကံမှိမ့်မြင်ရောက်နေပြီဆိုရင်တိလာရှိတဲ့ယဟန်တော်မှ ဘေးပယောဂါနှောက်ရတာကိုခံရပါတယ်။ထင်ရှားတဲ့တာရကတစ်ခုကိုကြားရမယ်ဆိုရင်မဟာဝါပါဠိတော်ဘေတိဇ္ဇခန္ဓကမှာယဟန်တစ်ပါးဟာဒီလူတကောင်ဝင်ပူးတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာအနာတွေပေါက်ပါတယ်။ဝတ်သားအစိမ့်ကိုကျွေးဝတ်သွေးအစိမ့်ကိုတိုက်လိုက်မှပဲအဲ့ဒီယောဂါဟာပျောက်သွားပါတယ်။ဒီအကြောင်းအရာကိုဖုရားရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကဘီလူးဝင်ဘူးခံရလို့အနာယောဂါဖြစ်ပြီဆိုရင် ဝသားအစိမ့်ကျွေးမှဝသွေးအစိမ့်ကိုတိုက်မှပြောင်းနေဆိုပါကဝသားအစိမ့်ကိုကျွေးစေဝသွေးအစိမ့်ကိုတိုက်စေဆိုပြီးခွင့်ပြုတော်မူခဲ့ပါတယ်။ဒါကြောင့်အကုသိုလ်ကံအကျိုးပေးလို့ကုသိုလ်ကံမိမိချင်းရောက်နေတဲ့အခါကာလမှာသီလရှိတဲ့ယဟန်တွေတောင်မှတခါတရံမှာဘေးပယောကနှောက်ရတာကိုခံရတယ်ဆိုတာသိထားဖို့လိုပါတယ်နော်။အရှင်ဖေယျမေလျှောက်ခွင့်ပြုပါဖေယျ။ဖေယျမှာဌာပနာရွှေတွေလှူရင်တည်သွားရင်တိုက်ဆောင်ဖြစ်တယ်ဆိုတာ ဟုတ်ပါသလားဖေဟာဖြေချပေးတော်မူပါဖေဟာတဲ့တိုက်ဆောင်သူဥစ္စာဆောင်သူဆိုတာကကြားကောင်းအောင်သုံးတဲ့အသုံးနှုန်းတွေပါနော်တကယ်တော့ပြိတာတွေဖြစ်ပါတယ်ပြိတာဖြစ်တယ်ဆိုတာက အပေကြသွားတာပါရေနလောဘိနဒုဋ္ဌာတိတတ္တကိသန္တိဒုက္ခဒိန်တဲ့လောဘတရားနှိမ့်ဆက်တဲ့ပုဂ္ဂိုလ်တွေဟာအပေလေးပါးသို့ကြာရောက်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဥစ္စာဆောင်တိုက်ဆောင်အဖြစ်နဲ့ပြိတာဖြစ်ပြီးအပေကြရခြင်းအကြောင်းရင်းဟာ ဖះကိုရွှေငွေဌာပနာတွေလှူလို့မဟုတ်ပါဘူးเนาะအဲ့ဒီရွှေငွေဌာပနာတွေအပေါ်မှာဆွဲလန်းနေတဲ့လောဘကြောင့်ဖြစ်ပါတယ်လောဘရှိနေသေးတဲ့၍ဘာကိုပဲဆွဲလန်းဆွဲလန်းအပေလေးပါးကိုကြားရောက်နေအောင်မှာဖြစ်ပါတယ်